င်္ဂလာပါခင်ဗျာကျွန်တော်တို့ City Batch ရဆိုတခြင်းလေးရေပေါ့နော်ကျွန်တော် intro ဒီ intro က lead ပေါ့နော်အဲ့ဒါလေးကျွန်တော်ငငယ်ချင်းတွေမျှော်ပြီးပါမယ်ဟုတ်ပြီနော်အဲ့တော့ solo ကတော့ဒါတော့ဘလို့မှမတိကြနိုင်ဘူးပေါ့နော်တအားလေးမြန်မြန်လာဖြစ်တဲ့အတွက်ပေါ့နော် solo ကတော့ကျွန်တော်တို့ဟိုအဆင်မပြေဘူးပေါ့ပေါ့နော်ဒါကျွန်တော်ကတော့လေဒီတက်နိုင်ဒီမှာ live ပြီးတီးတီးလိုက်တာပေါ့နော်အဲ့ intro လေးကတော့ကျွန်တော်တို့ပေါ့တခြားလေးလည်းကြားတယ်နော်တီးလို့လည်းကောင်းတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော် backing call လေးတွေချက်ကြည့်အောင်နော်ဟိုရစားတာချင်းမှာသူကကြတော့ဒီ key ကကြ B flat ပေါ့နော် ီဘလက်တော့ဒါဆို G minor ပေါ့နော်အဲမှာ intro ပါဒီတန်းနဲ့ piano ကိုသွားနေတယ်ပေါ့နော်အဲဒါသွားပြီးတော့တချင်းဝင်လာပြီဆိုရင် E flat ပေါ့နော် G minor တွေသိရမယ်เนาะကျွန်တော်တို့ကဒါ key b flat ရဲ့ chord တွေပေါ့เนาะ b flat ရဲ့ဒါဆိုရင် la เนาะဒါဆိုရင် fa ဟုတ်ပြီเนาะ low re mi fa ဟုတ်เนาะ c minor ဆိုရင်ကျွန်တော်တို့ re ပေါ့ဟုတ်ပြီเนาะ re mi နဲ့ဒါလေးနဲ့ဖွင့်သီးထားတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဆမယ်ဆိုရင်ဟောပေါ့เนาะဒီစားလေးနားနားထောင်ရတာပေါ့နော်ဒါထုံးစံတိုင်းပဲဒါကျွန်တော်တို့လည်းကိုတက်နေနေမှာတီးတာပေါ့နော်ဒါအကုန်လုံးမှန်တယ်လို့တော့မဟုတ်ပါဘူးတကယ်ချင်းတွေကို sharing မြောက်တယ်ပုံစံမျိုးပါနော်အဲ့တော့ကြတော့ကျွန်တော်တို့က အဲ့ဒါဆိုကျွန်တော်တို့က key က B flat ပေါ့နော် G minor key တိုက်သွားမယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့သူကလွတ်ကျွလေးနဲ့ကျွန်တော်သုံးပြီးတယ်ပေါ့နော်အဲ့တော့ဒီအရလေးကအရင်တော့အဒီတော့ကလည်းကျွန်တော်ဟုတ်သလိုလိုမှန်သလိုလိုနဲ့မထားပါတော့အဲ့အဲ့လိုလေးလိုလိုဟုတ်လားဗလားနော်တမျိုးလေးနေဖြစ်နေတာပေါ့နော်ဒီခါလာတော့ဒီတော့မှားမှားနေတာ အဲ့တော့သူကနှုတ်ကိုပြောရရင်ကျွန်တော်တို့ကအဲ့တော့မှဒီလိုကော့နေရဆိုရင်ကျွန်တော်တို့ကဒါကိုတီးနေရ position ပဲเนาะအဲ့တော့ကျွန်တော်တို့ဒီ B flat ဟာနဲ့ပြောမှဆိုရင် re mi not re mi ဒါပါ la re mi la ti do mi so တော့ကော့ဘာဂျီလိုဖြစ်နေတာဟုတ်ပြီเนาะအဲအဲအဲ့လိုမျိုးပေါ့နော်နည်းနည်းဝေးတယ်ပေါ့เนาะအဲ့တော့ အဲဒီကောင်ကဒါ note ကိုမြင်အောင်ပြောတာဗောနော်အဲ့ဒါကိုကျွန်တော်တို့က၅ကျုပ်ရဲ့ note 3ခွဲကနေ၅ခွဲပြီးတော့ဒီမှာအဲ့ဒီကောင်ကိုကျွန်တော်တို့က၃ကျုပ်လူကျုပ်တိလိုက်တယ်အဲ့တော့ကျွန်တော်ပြီးတဲ့အချိန်ပြန်ပြောမယ်ဆိုရင်ဒါအရင်စမယ်ပြီးရင်၃ကျုပ်လူကျုပ်ပြီးရင်၄ခွဲ၃ခွဲဟုတ်ပြီနော်ပြီးရင်9ခွဲအောင်ရောပြန်ပြောမယ် သုံးကျိုးလွတ်ကျိုးဒီကွယ်သုံးကွယ်ခုနှစ်ကွယ်ဒီကျွန်တော်ကျွန်တော်ဒီရနော်ဆွဲလိုက်တယ်ပြင်းနံပါတ်2ကျိုးရဲ့ရှေးကွယ်ဘယ်လိုနှုတ်သဘောလဲကျွန်တော်ပြောရတာနော်ဒီဟဲ့လာဒီဒိုမီဆိုဟဲ့ဟုတ်ပြီနော်ဒါကကျွန်တော်တို့က G minor နဲ့ဒီတာဖြစ်တဲ့အတွက်လွတ်ကျိုးရတာ UD သွားဟုတ်ပြီနော်အဲ့တော့ ကီအေဘာသွားဒီမယ်ဆိုထားပါတော့เนาะဒါဘီဖလက်မဟုတ်ပါနဲ့အေကီနဲ့ဒီမယ်ဂျီမိုင်းနဲ့ဂျီဖလက်မိုင်းနာထားပါတယ်အဖြက်မိုင်းနာနဲ့ဒီမယ်ဆိုလွှဲချိုးကြီးနဲ့ဒီလိုရတော့ဟုတ်ပြီเนาะအဲ့ဒါကြောင့်ကိုညာရှိသလိုတီးပြီးတော့ပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်ယူတရဲ့အကြီးဘုတ်ကယ်ဆယ်ရင်းနဲ့ဆက်သွားလို့နှုတ်ကိုကိုတိထားမှာဟုတ်เนาะအဲ့ထားပါတော့ဟိုဒီဘက်တူဘာကြီးဘာညာပေါ့เนาะသဘောပေါက်မှထင်တယ်ကျွန်တော်ပြောပါเนาะအဲ့တော့လောကဂျီမိုင်းနာနဲ့ကတော့ကျွန်တော်လွှဲချိုးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပိုးပြီး position ကောင်းပုံအောင်လို့ပေါ့เนาะဒါမယ်เนาะ ော်ပြီးအဲ့ဒါမှာပဲကျွန်တော်တို့ဒီ G minor ရဲ့ကျွန်တော်တို့တီးနေကြပါတော့ guitar lick တွေ rock and roll တွေ blues တွေမှာတီးနေကြပုံစံ guitar lick တွေပဲတီးတာပါเนาะနော်အဲ့ဒါပြောအော်ပြီးတော့ဒါဒီကျွန်တော်တို့ guitar အခြေခံလေးအဲမကပါတော့ကောင်းကောင်းတိကျထားပြီးသားလူတွေတွေ့ပို့ပြီးအဆင်ပြေမှာပေါ့နော်ခုမှသာပြီးတော့နည်းနည်းလေးခက်ရင်လည်းခက်မှာပေါ့ကျိုးတွန်းတာတွေကျိုးကြော်တာတွေလည်းပါတာပေါ့နော်အဲ့တော့အဲ့ဒီဂီတာလစ်ဒီကျွန်တော်

ော်ဟုတ်ကဲ့အဲ့ဒါမှကျွန်တော်တို့ရပါလေရူတူရူတူတို့ရူတူတူတို့အဲ့အဲ့လိုဖက်တက်ဘာမှလုံးရမလို့နားထောင်နေအားဖွင့်တာနားထောင်နားထောင်နားထောင်နေကိုပိုင်နိုင်ဆုံးတီးလုံးဖြစ်ကမှကျွန်တော်တို့တီးရနမို့သူကိုတီးရမယ်တီးလုံးမှာကိုမသိရင်ဘယ်တီးတယ်မလဲဘာပြနေမှလည်းသိမှာမကျွန်တော်အများအားအဲ့ဒါလေးပြောပြသွားတယ်နော်ဟုတ်ပြီနော်ဒါအင်မတန်ရိုးရှင်းတဲ့အခြေခံသဘောတရားနေရမှာပဲဟုတ်ပြီနော်ဟိုမှာတို့ကဗျာမြန်နန္ဒာတီးမယ်ဆိုရပါသောမြန်နန္ဒာတန်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 ဒါတော့တီးမှရမယ်လေဒါတီးကမှကျွန်တော်တို့ကလုံးနဲ့ကောက်တဲ့အခါမှာပေါ်လာမယ်လက်သင်းနဲ့ထပ်တဲ့အခါမှာပေါ်လာမယ်ဟုတ်ပြီနော်အခုတော်တော်များများက ဟိုပေါ့နော်အဲ့လိုပေါ့အတီးပဲဆိုဒီလုံးတော့ကိုယ်သိချာမသိဘူးလက်ထင်လိုက်ကြည့်နေတယ်လဲနေတာဒါပဲလုံးရင်တော့ဖြည်းဖြည်းချင်းမလို့လို့လို့ရလာပါဒါလေးကိုလည်းပြောချင်တာဘလို့နီးနေဖြည်းဖြည်းဒီလုံးကိုရထားမယ်နော်အဲ့တော့ပြန်သွားမယ်ရာဘီရင်အောင်ဆုံးကျိုး၃ခွဲအော်ဒါဆိုရင် note တဲ့ပြောပြောမယ်ဆိုရင်နော်လာမူရေတူဒီဝင်နော် เนาะဒီကောင်တွန်းတာရတယ်အပြည့်ကြီးမတွန်းလည်းပြဿနာမရှိဘူးเนาะအဲတော့ဘလူးစနိုလေးရရှိရဖြစ်တဲ့အတွက်တဝက်လောက်ဆိုလည်းပြဿနာမရှိဘူးเนาะရမယ်เนาะဒီတော့မှားပြီနော်ဒါအခြေခံလိုအပ်ချက်ဆိုတာအများအားရှိတယ်နော်ဂီတာကိုသူလည်း light light နိုင်တဲ့အဆင့်ကြမှာဒါလေး back နဲ့ရမှာနှုတ်မဆိုရင်ခက်နေမှာနော်ခက်နေလို့ရှိရင်လည်းဘာဖြစ်လဲဒါတရားကုမစားသိရင်လည်းဖြည်းဖြည်းချင်းကျင့်တာမျိုးဒီ lesson နဲ့အသင်ခံစာတွေကိုထုတ်ပြီးတော့ဟလာပထမဦးဆုံးညီစလုံးပြီးလေဆိုရင်လည်းဖြည်းဖြည်းနဲ့ရတာမှာအကျိုးရှိတာဒီလိုမျိုး လုံရင်းနဲ့ကစားဒီဆိုလိုတွေကိုလိုက်ကျင့်ရင်အကျိုးရှိတာပေါ့နော်။ကြမ်းမယ်နော်။အဲ့ဒါပြီးရင်ဟုတ်ပြီနော်။ဒီမှာအရာကြီးနည်းနည်းတော့ကပြပြ။ငါကြိုးတွန်းတာအတန်တူကြိုးတွန်းတဲ့ဟာပေါ့နော်။အဲဒါအဲဒါမျိုးတွေပေါ့နော်။အဲ့တော့အဲ့မှာဆိုရင် ပြီးဒီကောင်ပြန်လာမယ်။ဟောမနော်တဲလာမယ်။ရာဘီရင်ရာဘီလာရင်ရိုးရှင်းပြတ်သားပါတယ်နော်ရပါတယ်နော်။ ဲ့ဒါပြီးတော့ဟင်ကျွန်တော်ကဒီမှာတိလည်းရတယ်ဟင်ဒါကြောင့်ဒီမိုင်းလားဒီမိုင်းလားဒီမှာဒီနေရာပဲဟုတ်နော်ဒီနေရာတော့ဟုတ်နော်ဒါဒီကျွန်တော်စနေတဲ့သုံးကလေးသံဃာဆက်တော့နော်ဆက်ကုန်မနော်ကြည့်လိုက်ပါနော်ဒါပါဒီလည်းရကျွန်တော်ကဒီမှာဒီတာအဲဒီမှာပဲတည်ခြင်းနဲ့ဒီပါနော်အဲ့တော့ စနစ်အကွယ်နော်နံပါတ် 4th string နော်ပြီးတော့ audio ပြီးတော့တချိုးကြောင်းမဲ့10 5 10ဟာကြည့်လိုက်တော့နော်ဒါကျွန်တော်ကြားတဲ့အတိုင်းလေးတီးလိုက်တော့နော်ရပါတယ်နော်အဲပြီးလို့ရှိရင်ဒီမှာကြီးမားရဲ့ဒီမှာလာအောင်ပြသွားမယ်ဟုတ်ပြီနော်ဒါကျွန်တော်ကဒီရဒီရပဲနော် အဲ့ဒါကိုဒီဘက်မှာတီးတာပဲဟုတ်နော်အဲ့ဒါကြီးဒါကြီးနံပါတ်၄ချိုးရဲ့စက်ခွန်နော်ကြည့်လိုက်ရနော်တော့ကြောင့်အဲ့ဒီဂျိုးတွန်းတာဂီတာလေးကိုတော့ကြောင့်တော့ဝင်နော်ပြီးတော့မှဂျိုးပြန်ကြောမယ်ရမလား လုံးလေးဒီအမေနော်ဒါဒီဒီမှာဒီဘီဗလက်ရဲ့ဒိုရေမီနော်နော်ဒါကြတော့ဘာဖြစ်လဲဒါကြဆက်ဆန်ငါဆက်ကြဆက်ရှိပေါ့နော်ဆက်ရှိကိုတို့မယ်နံပါတ်2ကျူဆန်ငါဆက်ရှိပြီးတော့ဒီမှာနော်20ရပေါ့နော်နားထောင်ပြီးပြီးမယ်နော်ဆက်ရှိပါလေနော် မိဝေတော်မိဝေဟဲ့ဟုတ်နော်အဲ့ပြီးတော့မိဝေတော်ရေတော်လာဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ဒီလိုလုပ်ရတယ်နော်အဲ့ဒါလေးဟိုဘယ်လိုမျိုးကတော့ပါဖင်ရပြီးလောက်တာမဟုတ်ဘူးနော်တိလာတိတ်တာကြီးလိုလောက်တာကျွန်တော်တို့ဒီလိုပေါ့အဲ့လိုအပေါ်ကျွန်တော်ညှိသွားနိုင်ရောအဲ့ဒါမှဒါပြေုတ်တာ ။ဟုတ်ကဲ့ကိတ်ကမရှိဘူးသူကကျိုးကဒီနားမှာဒီတာတက်တဲ့အတွက်လက်ကဒီလိုလို့ဘာမှမသိရတဲ့ကြာနေကျိုးတွေကိုကျွန်တော်တို့ကဘာလုပ်လဲ။မြုပ်လားလုပ်လိုက်လား။အဲအဲ့လိုပြောပါနော်။အဲ့လိုပါ။ကဘလုံးထတာရတယ်။အဲ့တော့ဒါလေးတွေပါထည့်မထားလို့ထည့်ထားသူအတန်လေးရှုပ်သွားပါတော့ဒါလည်းထားပါတော့နော်ဒါဟိုဒီမျိုးစနစ်တစ်ခုလို့ပြောချင်တယ်ပြောလို့ရတာပေါ့နော်အဲ့တော့ပြန်ချိန်မယ်နော်စားရစားမယ် ဆိုလိုကတော့ကျွန်တော်အရှိမလည်းတခါပြောပြီးပါပြီเนาะဘလို့မှပြလို့သင်ပြဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ရှောက်ပြီးရန်တန်တီးရတာဖြစ်ပါလေအဲ့လိုကြောင့်ပါเนาะ